င်္ဂလာပါခင်ဗျာ2012ခုနှစ်ဇွန်လ29ရက်တောက်ကြနေညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဝင်းနိုင်ပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နေရင်ကျော်ပါကျွန်တော် RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီအထိတင်ဆက်သွားမှာပါဒီကနေ့အတွက်နောက်ဆုံးအသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါတော့မယ်ခင်ဗျာမြန်မာဒီမိုကရေစီကောင်ဆောင်ဒေါန်ဆန်းစုကြည်ကတနေ့နေ့မှာမြန်မာနိုင်ငံကိုဥဆောင်မှုသူ့အနေနဲ့အစဉ်အသင့်ပြင်ထားပြီးဖြစ်ကြောင်းမနေ့ကပြင်သစ်နိုင်ငံပဲရစ်မြို့မှာပြောခဲ့ပါတယ် AFP သတင်းဌာနနဲ့မနေ့ကပြုလုပ်တဲ့တွေ့ဆုံမေးမြန်းကမ်းမှာဒေါအောင်ဆန်းစုကြည်ကအခုလိုပြောခဲ့တာပါ I think all party leaders have to prepare themselves for the possibility if they truly believe in the democratic process but it's not something that I think of all the time ဒီမှာအနေနဲ့မြင်တာကဒီမိုကရေစီကျင့်စဉ်ကိုယုံကြည်ကြတဲ့နိုင်ငံရေးပါတီခေါင်းဆောင်နိုင်ဟာတနည်းနည်းမှာတိုင်းပြည်ကိုဥဆောင်မှုပေးဖို့ဖြစ်နိုင်ခြေကိုတွက်ချက်ပြင်ဆင်ထားရပါမယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောခဲ့တာပါ ဒါပေမဲ့အဲ့ဒီကိစ္စကိုပဲတစ်ချိန်လုံးစဉ်းစားနေလို့မရသလိုနေစဉ်တူဝရင်ဆိုင်နေရတဲ့လုပ်ငန်းဆောင်တာတွေကိုပဲအာယုံဆိုင်ကြရမှာဖြစ်ပြီးအနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေရှိဖို့လိုပါတယ်လို့လည်းဒေါအောင်ဆန်းစုကြည်ကပြောပါတယ်။တစ်ချိန်တည်းမှာလည်းမြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးရင်းနဲ့တရားမျှတမှုရှိပြီးတင်းကျပ်တဲ့နိုင်ငံသားစစ်စစ်ရေးဆိုင်ရာဥပဒေလိုအပ်နေကြောင်းဒေါအောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်။ရခိုင်ပြည်နယ်ကရိုဟင်ဂျာရေးနဲ့ပတ်သက်ပြီး AFP သတင်းဌာနကမေးမြန်းရမှာတင်းကျပ်ပြီးမျှတမှုရှိတဲ့နိုင်ငံသားစစ်စစ်ရေးဆိုင်ရာဥပဒေလိုအပ်နေတဲ့အကြောင်းပြောခဲ့တာပါ။ ဒါအပြင်ရခိုင်ပြည်နယ်ကရိုဟင်ဂျာတွေမှာတရားဝင်နိုင်ငံသားဥယေဘလောက်ရှိတယ်ဘယ်သူတွေဆိုတာအသေးစားစစ်အသေးစားစစ်ဆေးဆောင်ရွက်ဖို့လိုအပ်နေကြောင်းရခိုင်ပြည်နယ်ဟာဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့နီးကပ်နေတဲ့အတွက်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာထိန်းချုပ်မှုတွေမှာယူပေါက်တွေအားနည်းချက်တွေများနေတဲ့အကြောင်းလဲဒေါန်ဆန်းစုကြည်က AFP သတင်းဌာနကိုပြောခဲ့ပါတယ်ခင်ဗျာမြန်မာနိုင်ငံကိုအင်္ဂလိပ်ဘာသာနဲ့ဘာမာလို့ခေါ်ဝါသုံးဆွဲတာဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုမထင်မဲ့မြင်ပြုရမရောက်တဲ့အကြောင်းကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူဦးညံဝင်းကပြောကြားလိုက်ပါတယ်။နိုင်ငံတော်အမည်ကိုဘာမောဆိုပြီးဒေါန်ဆန်းစုကြည်ပြောဆိုသုံးလုံးနေတာကိုမြန်မာလို့ပဲခေါ်ဆိုသုံးပြုဖို့အသိပေးအကြောင်းကြားထားတဲ့အကြောင်းကိုဒီကနေ့တော့အစိုးရသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့ပတ်သက်လို့ဦးညံဝင်းကအခုလိုတုံ့ပြန်ပြောလိုက်တာဖြစ်ပါတယ်။ဒီခေါ်ဝေါ်နဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင်ကအခုလိုအသိပေးအကြောင်းကြားတဲ့ကိစ္စဟာပြဿနာကြီးတည့်ရမဟုတ်ဘူးလို့လည်းဦးညံဝင်းကပြောပါတယ်ခင်ဗျာ။ ရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေမှာတေဆုံးသူ80ရှိတယ်လို့အစိုးရထုတ်ပြန်တဲ့သတင်းကိုကိုးကားပြီးတော့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူမာတင်နီဆာကီကဒီကနေ့ပြောလိုက်ပါတယ်တေဆုံးသူတွေအပြင်ဒဏ်ရာသူအများပြားနဲ့အိုးအိမ်ဆုံးခါထွက်ပြေးရသူ9200ရှိတယ်လို့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူမာတင်နီဆာကီကပြောပါတယ်အကြမ်းဖက်မှုတွေကြောင့်ဒုက္ခရောက်နေကြသူတွေကိုကုလသမဂ္ဂအနေနဲ့အကူအညီပေးနေကြောင်းလည်းသူကပြောပါတယ်အဲ့ဒီအကူအညီတွေထဲမှာ ကမ္ဘာစားနပ်အခအဖွဲ့ WFP ကရခိုင်ပြည်နယ်မြို့နယ်၅မြို့နယ်ကလူဦးရေ9000ကျော်တွင်စားနပ်အခတန်ချိန်925တန်ကူညီခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် WHO အဖွဲ့ကရခိုင်ပြည်နယ်ကဒုက္ခသည်စခန်းတွေမှာကူးစက်ရောဂါပြန့်ပွားမှုမရှိအောင်ဆောင်ရွက်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်ကအကြမ်းဖက်မှုတွေအတွင်းမှာသူတို့ရဲ့ဝန်ထမ်းတချို့ကိုအစိုးရကဖမ်းဆီးထားတဲ့အတွက်သူတို့အားလုံးလွတ်မြောက်ဖို့ကြိုးပမ်းနေတယ်လို့ကုလသမဂ္ဂနဲ့နိုင်ငံတကာလူမှုရေးအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကဒီကနေ့ပြောလိုက်ပါတယ် Doctors Without Borders လို့ခေါ်တဲ့နယ်စီမကြားဆရာဝန်များအဖွဲ့ကဝန်ထမ်း6ဦးပါဝင်ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP နဲ့ဒုက္ခသည်ဆိုင်ရာအေဂျင်စီဝန်ထမ်း6ဦးကိုဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ထုတ်ဖော်ပြောဆိုပါတယ်။အဲဒီဝန်ထမ်းတွေဟာရခိုင်ပြည်နယ်တဲကပြည်ပခန့်တွေကြောင့်ဒုက္ခရောက်နေသူတွေကိုစားနပ်ရိက္ခာအကူအညီပေးနေသူတွေဖြစ်တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရသူတွေကတူကပြန်လွတ်လာကြောင်းအတိမပြုတ်နိုင်သေးတဲ့သတင်းတွေအရသိရတယ်လို့လည်းပြောပါတယ်။သူတို့အားလုံးကိုဘလို့အကြောင်းနဲ့ဖမ်းဆီးထားတယ်လဲဆိုတာကိုမသိရသေးဘူးလို့ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာအရေးပေါ်ဥပဒေထုတ်ပြန်ခဲ့ပြီးအဲ့ဒီချိန်တည်းကအစိုးရရဲတပ်ဖွဲ့နဲ့ထောင်လိုင်းရေးတွေကလိုက်လံစုံစမ်းမှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ညီလာခံကျင်းပနိုင်ရေးအတွက်ဖြစ်မြောက်ရေးဘိုးကော်မရှင်အဖွဲ့ဝင်တွေကမကွေးတိုင်း NLD အဖွဲ့ဝင်တွေနဲ့ဒီလ28ရက်နေ့ကစတင်ပြီးမကွေးမြို့မှာဆွေးနွေးနေကြပါတယ် NLD ဘိုးကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ဦးအောင်ကျိုင်းဦးအောင်ရှင်နဲ့ဦးဝင်းကြည်တို့ဟာမကွေးတိုင်းမြို့နယ်အသီးသီးကတက်ရောက်လာကြတဲ့ကိုယ်စားလှယ်တွေနဲ့မကွေးမြို့ NLD တိုင်းရုံးမှာဆွေးနွေးနေကြတာပါ NLD ရက်ချင်းကြီးလာကန်တွေကစတင်ပြီးပါတီတွင်အဆင့်ဆင့်ရွေးချယ်တင်မြောက်ပွဲတွေပြုလုပ်ပြီးနောက်ဗဟိုမှာနိုင်ငံလုံးဆိုင်ရာညီလာခံကြီးတရားကျင်းပဖို့ဆွေးနွေးနေကြတာဖြစ်ပါတယ်။ဒါအပြင်တိုင်းတွင်သက်ဆိုင်ရာမြို့နယ်အသီးသီးမှာရွေးချယ်တင်မြောက်မှုပုံစံကိုလည်းစနစ်တကျဖြစ်စေနိုင်ဖို့အတွက်ညှိနှိုင်းနေတယ်လို့သိရပါတယ်ခင်ဗျာ။ NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှာပါတီဝင်ဖို့အတွက်လူဝင်ရ8000နီးပါးကပါတီဝင်အဆိုပြုလာတင်တဲ့အခမ်းအနားတစ်ခုကိုရန်ကုန်မြို့ City Star Hotel မှာဒီကနေ့ကျင်းပခဲ့ပါတယ် ပါတီဝင်ဖို့လျှောက်ထားတဲ့9000ဝန်းကျင်ထဲမှာလူခွင့်လှုပ်ရှားသူလမ်းပြကျဲဦးဝင်းမြင့်လည်းပါဝင်ပါတယ်။ဦးဝင်းမြင့်ကသူ့အနေနဲ့ဘာကြောင့် NDF ပါတီကိုဝင်ရောက်ရတယ်ဆိုတဲ့အကြောင်းကိုလည်းရှင်းလင်းခဲ့ပါတယ်ဒီနေ့ပထမဆုံးကျွန်တော်ပြောချင်တာတော့အဒီရပါတီကိုလမ်းပြကျယ်ရည်မဲပါကြောင့်ဝင်ရလဲဆိုတဲ့အချက်ကျွန်တော်ပြောချင်တယ်ကျွန်တော်လည်းဒူပါလာတဲ့အောက်ခြေပါခံစားရတဲ့ တောင်းသူလေသမားတွေကိုယင်ဖွင့်ပြန်လို့ယင်တွင်ခံစားချက်တွေပေါ်ထုတ်ခြင်းတင်းကျက် NDF ပါတီကိုဝင်ခြင်းဒီဒေါက်တာသန်းရဲ့ဥက္ကမောင်သွေးကျွန်တော်ဥတုဘုဥစိလာဥဒေါက်တာဝင်းနိုင်ရှိမှရှိပါသေးတယ်မိတ်ဆွေကြီးသူတို့ကအပြောခအချုပ်ခံခေါင်းဆောင်တွေဖြစ်ပြီးတော့ကြောဝါခြင်းရှိဘူး ခေါင်းကအတိုင်းမှာဒီရေချစ်ချီလိုပဲရှင်တော်ကြိုက်တဲ့အရင်ချစ်တစ်ချက်ကတော့အခြားပါတီနဲ့မတူဘူးမကြွားဘူးပါတီခေါင်းဆောင်တွေကိုယ်တိုင်လွတ်တော်ကိုယ်စားလှယ်ဖြစ်အောင်မကြိုးစားဘူးပါတီထဲမှာပဲတိုင်ပြီးပြည်သူကြစ်တဲ့ပါတီဖြစ်အောင်လုပ်လို့ဆိုတာတစ်ချက်ပါဒီခန်းနာမှာပဲ NDF ပါတီခေါင်းဆောင်တွေကအခမ်းအနားတယောက်လာသူတွေကိုပါတီဝင်သစ်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်ဒါအပြင်တောင်သူလယ်သမားတွေလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲအကျတွေကိုလည်း ီကနေ့အခမ်းအနားမှာတစ်ဆက်တည်းဆွေးနွေးတင်ပြခဲ့ပါတယ်ခင်ဗျာတော်ဝင်ဆောက်လွေကုမ္ပဏီကအလုပ်သမား2000ကျော်ဟာလောက်ခလာစာနေချင်းပြီးရှင်းပေးရေးနဲ့နိနာချက်တွေဖြည့်ရှင်းပေးရေးအတွက်ဒီကနေ့ဒုတိယနေ့ဖြစ်ဆက်လက်ဆန္ဒပြနေကြပါတယ်ဆောက်လွေဝန်ထမ်းတွေကိုအကြောင်းပြချက်တစုံတရာမပေးဘဲအလုပ်ရနာလိုက်တဲ့အတွက်အခုလိုဆန္ဒပြနေကြတာပါဆန္ဒပြပွဲကိုရောက်လာတဲ့88မျိုးဆက်ចောင်းသားကောင်းဆောင်တို့ကလောက်သမားကောင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးပြီးတော့စီကံရှိရှိအကြမ်းမဖက်ပဲလူလားချက်တွေကိုတောင်းဆိုကြဖို့လောက်သမားတွေကိုတိုက်တွန်းခဲ့ပါတယ် 甩臭美，好了。拍 ုင်းမယ်ပြုတ်ခိုင်းမယ်ဆိုတာကတော့ဒါဥပဒေနဲ့မညီညွတ်ဘူးအကယ်၍ဒီအလုသမားတွေကသူ့ရဲ့စက်ယုံထဲမှာနေပြီးတော့သူ့အလုကိုမလုဘူးဆိုလို့ရှိရင်ကတော့ဒါလုပိုင်ခွင့်ရှိတယ်ဟုတ်လားအခုအလုသမားတွေကနေတိုင်းအလုလုချင်ပါတယ်အလုလုခွင့်တောင်းနေတာလေအလုလုခွင့်တောင်းတဲ့လူကိုနှင်ချတယ်ဆိုတာကတော့ဒါဥပဒေနဲ့မညီဘူးပေါ့နော်အဲ့ဒီအတွက်ပြောမယ်ဆိုလို့ရှိရင်ငါတို့နိုင်ငံမှာဥပဒေတွေရှိပါမှန်ကန်တဲ့နီးလန်းတဲ့ပေါ့နော်မှန်ကန်တဲ့နီးလန်းတဲ့ဖြစ်ရပါ အလုံသမားတွေရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးအလုံရှင်ဘက်ကတစုံတရာလိုက်လောတာမရှိသေးပဲလုံသမားကောင်းဆောင်တွေကသာဆောက်ရွေးလုပ်ငန်းခွင်တဲခေါ်ယူပြီးအတင်းကျပ်လက်မှတ်ထိုးခိုင်းနေတယ်လို့ဆိုပါတယ်ဒါအပြင်ကုမ္ပဏီအာဏာပိုင်တွေကလုပ်ငန်းခွင်တွေကိုရက်တက်ဖွဲ့ဝင်20နီးပါးခေါ်ယူပြီးစောင့်ကြပ်ခိုင်းထားပါတယ်လက်ရှိဆောက်လုပ်နေတဲ့တံပိုးနဲ့အိမ်ယာစီမံကိန်းဟာမြို့တော်စီမံကခွင့်ပြုချက်မရသေးပဲဆောက်လုပ်နေတာဖြစ်တဲ့အတွက်တက်ဆိုင်ရာကဆောက်ရွေးလုပ်ငန်းခွင်ကိုဆက်မဆောက်ဖို့တားမြစ်ထားတာကြောင့်လုပ်ငန်းခွင်ရပ်ဆိုင်းထားတာဖြစ်တယ်လို့လဲတော်ဝင်ကုမ္ပဏီဘက်ကအကြောင်းပြထားပါတယ်ခင်ဗျာ မဲထီလာမလှိုင်ဝမ်းတွင်းနဲ့တာစီမြို့နယ်တွေမှာလယ်သိမ်းခံထားရတဲ့လယ်သမားတွေအရေးဆွေးနွေးပွဲတရက်ကိုမဲထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်ရုံမှာမနေ့ကပြုလုပ်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲကနေဆုံးဖြတ်ချက်နှစ်ချက်ချမှတ်ခဲ့တယ်လို့မဲထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်ကိုတောင်းထိုက်က RFA ကိုပြောပါတယ်။မဲထီလာမြို့နယ်ကံကောင်းရွာမှာစစ်တပ်ကယာယီအုံပြုခဲ့ပြီးနောက်စောက်လေဝန်ကြီးဌာနကဆက်လက်သိမ်းဆည်းထားတဲ့လယ်တွေမလှိုင်မြို့နယ်တရက်ကန်ကြေးရွာနဲ့ဝန်းနေမြို့နယ်အိုးပြုံကန်ကြေးရွာကအသိမ်းခံထားတဲ့လယ်မြေတွေနဲ့ တာစီမြို့နယ်မုံပင်ဆုံကျေးရွာကအသိန်းခံထားတဲ့လမ်းမြေတွေအတွက်ဆွေးနွေးခဲ့ကြတာပါဒီဆွေးနွေးပွဲကိုမိုးထီမုံမီရွှေလုံသားခေါင်းဆောင်တို့လည်းတက်ရောက်ခဲ့ပြီးသူတို့ရဲ့အတွေ့အကြုံတွေကိုဖလှယ်ဆွေးနွေးခဲ့တယ်လို့လယ်သမားတွေကိုအားပေးစကားပြောခဲ့ပါတယ်ခင်ဗျာဒီညအတွက်သတင်းကဏ္ဍကိုဒီများနဲ့ရနာခွင့်ပြုပါခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ပြသွားမှာပါ ဟုတ်ကဲ့ပါ RFA ရုံမြင့်တညာအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ ရဖေရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါခင်ဗျာအခုသတင်းဆောင်မတွေကိုထုတ်လွှင့်ပေးဖို့ပါပဲတော်ဝင်ဆောက်လုပ်ရေးစီမံကိန်းမှာအလုံးလုံးနေကြတဲ့အလုံသမား2000နီးပါးဟာလောကကတိုးမြင့်ပေးဖို့အတွက်မနေ့ကစပြီးဆန္ဒပြနေကြပါတယ်အပြည့်စုံကိုတော့ကျွန်တော်တို့ RFA အဖွဲ့သားကိုကြီးကတင်ပြပေးပါလိမ့်မယ်ခင်ဗျာတော်ဝင်ဆောက်လုပ်ရေးစီမံကိန်းမှာအလုံးလုံးကန်နေကြတဲ့အလုံသမား2000နီးပါးကလောက်အားလာကတိုးမြင့်ရရှိရေးအတွက်မနေ့ကစတင်ပြီးဆန္ဒပြနေကြပါတယ် ေးလိုက်ပါ။ဟုတ်ဆိုပေးလိုက်ပါ။ ဆိုဆဲဆိုနေတဲ့ကြီးရတဲ့စစ်သေးတွေပါဘုလို့အပြင်ဖတ်တယ်ဆွဲထုတ်မယ်ဟာလာဖန်ခိုင်းမယ်ပြုတ်ခိုင်းမယ်ဆိုတာကတော့ဒါဥပဒေနဲ့မညီညွတ်ဘူးအကယ်၍ဒီအလုတ်သမားတွေကသူ့ရဲ့စက်ယုံထဲမှာနေပြီးတော့သူ့အလုတ်ကိုမလုတ်ဘူးဆိုလို့ရှိရင်ကတော့ဒါဒါလုတ်ပိုင်ခွင့်ရှိတယ်ဟာလာအခုအလုတ်သမားတွေကနေတိုင်းအလုတ်လုတ်ချင်ပါတယ်အလုတ်လုတ်ခွင့်တောင်းနေတာလေအလုတ်လုတ်ခွင့်တောင်းတဲ့လူကိုနှင်ချတယ်ဆိုတာကတော့ဒါဥပဒေနဲ့မညီဘူးပေါ့နော် ကျွန်တော်တို့အေယာဝီတိုင်းလက်ဝတ္တမြို့နေရတာလက်ဝတ္တမြို့အေယာဝီတိုင်းအများတော့နာမည်တော့အေယာဝီတိုင်းဂျုံမြို့နေရတာနာမည်သားတွေနာမည်သားတွေနာမည်သားတွေလက်ဝတ္တမြို့ပြုတ်တက်လာပြန်နေရအောင်လိုင်းစိတ်မရှိပါဘူးစန္ဒပြကုမ္ပဏီဝန်တိုင်းတွေဟာရန်ကုန်အင်းစိန်မြို့နယ်အောင်စရတရာနီပောက်တော့ရက်ကွက်မှာတော်ဝင်ကုမ္ပဏီကစောက်လုံနေတဲ့တံပိုးနဲ့အထက်မြင့်အိမ်ကစီမံကိန်းကဝန်တန်းတွေဖြစ်ကြပါတယ်တော်ဝင်ကုမ္ပဏီဝန်တန်းတွေစန္ဒပြရတဲ့အဓိကအကြောင်းကိုတော့ အလုသမားတွေကအခုလိုပြောပြခဲ့ပါတယ်။နင်းနားလာသေးမင်းတို့တွေမနစ်နာစီရဘူး။သူပြဿနာပေးမယ်လို့ပြောတယ်။ဘော်ဒူးနဲ့ပြန်ဆင်းလို့ပြောတယ်။ဘော်ဒူးနဲ့ပြန်ဆင်းတဲ့ခါကျတော့ဘော်ဒူးနဲ့ပြန်ဆင်းတယ်ဆင်းတဲ့ခါကျတော့အဲ့နှစ်ရက်ခါလည်းမပေးဘူး။တစ်ရက်ခါပဲရတယ်။တချို့လည်းဆိုတစ်ရက်ခါတော့မရကြဘူး။နောက်ပြီးတော့နောက်တစ်ချက်ကအဲ့တစ်ရက် မရတာကျင်းတ်လို့ရသေးတယ်ကျင်းတ်ပါသေးတယ်နှစ်ရက်ခါမရတော့ကျမတို့ကဘာမှဖြစ်သွားဘူးကျင်းတ်သေးတယ်နောက်မနေ့ပြန်အလုပ်ပြန်ဆင်းရမှာဆိုတော့မသိမသိမသေးကြဘူးတပတ်ခါလားဆိုတော့မသေးကြဘူးဆယ်လားဆိုတော့မသေးကြဘူးဆယ်ငါးရက်လားဆိုတော့မသေးကြဘူးဘယ်ရက်မှဘာမှမညာမှမသိပဲနဲ့ကျမတို့ကဒီကြားထဲမှာဘာနဲ့စားပြီးတော့နေရမှာနော်အဲ့လိုမျိုးအခက်ခဲတယ်ကျမတို့ပါရှိတယ်မနေ့ပြန်တည်းရောနာတပတ်ခါပြန်ဆင်းဆိုတဲ့တမျိုးဒါမှမဟုတ်ဘုံတမှုတက်ဆင်းရမယ်အင်္ဂါတက်ဆင်းရမယ်တနေ့လာတက်ဆင်းရမယ်ဆိုရက်အကန့်တက်ရှိရဲဆိုတဲ့တမျိုးအကူကအကရက်အကန့်တန်လည်းမရှိဘူးဘယ်နဲ့ဆင်းလို့ဆင်းရမှန်းလည်းမသိဘူးဘာမှလည်းမသိဘူးဆိုတော့ကျမတို့ကဒီကြားထဲမှာအခက် ခက်ရှိတယ်အဲ့တော့အမှန်ဖြောက်မယ်ဆိုလို့ရှိရင်ညီမတို့ကလုပ်ဖို့နားခိုင်းမယ်ဆိုရင်တိတိကျကျပြောင်းနားခိုင်းလိုက်ခါတော့မလား6လပိမ့်ပါလား6လပိမ့်ပါလားပြောင်းနားခိုင်းလိုက်ပြောင်းနားခိုင်းပြီးတော့ခါကြတော့ရှိလို့ရှိရင်ညီမတို့အလုပ်သမားတွေပေါ်မှာနေလာသေးဘူးညီမတို့2လစာပေးပါလား3လစာပေးပါလားဘယ်လိုပဲဖြစ်ဖြစ်ညီမတို့ရှင်းတယ်တို့ခိုင်းပါတယ်ခိုင်းတော့အကြောက်တွေပိုးတဲ့ခါကြတော့ခဏချင်းဖြစ်ပါတယ်ကျွန်တော်တို့မနေ့ကခိုင်းပါလေလုံလုံသားကြောင့်ဇီရိုပြရများတယ်အိုဒီခေါ်တယ်အိုဒီအိုဒီကြီးမပါပါဘူး ပါတော့ထင်းဟုတ်တယ်တပင်းဝင်ပါပါဘူးကျမတို့လိုင်းသားရဆိုလို့ရှိရင်မနေ့ကတော်ဝင်စင်တာကြီးပြီးလဲပြီးတော့တယောက်ကိုပြီးရင်ဟွာစိုက်တိုင်းမွဲဆိုပြီးသူတို့တယောက်ကိုတသောင်းပေးမယ်လို့သူတို့ကြီးညာထားပြီးမှလိုင်းသားရပေးရမှာဆိုလို့ဆိုလိုင်းသားရကြီးပဲတစ်ဖွဲ့လုံးဖြုတ်ထားလိုက်သူတို့ရဲ့အကျင်းအခုလဲကျမတို့လိုင်းသားရကိုအဲ့လိုမျိုးလှုပ်လိုက်တာဒီတော့ဒီလိုပါဒီစားနေရတာအဲ့တော့ခုရှင်းလို့လားတို့လည်းဒီလိုတင်နေသားတော့ပတ်သက်မရှိဘူးအဲ့တော့တို့လည်းအလုသမားတွေက နေစားကကိုနေချင်းပြီးရှင်းပေးဖို့လုပ်ငန်းခွင်တင်တန်းတက်ရန်အကြောင်းပြပြီးလုပ်ငန်းခွင်ကနေထုတ်ပြန်နေတာတွေကိုရပ်တန့်ပေးဖို့လုခလာသာတိုးပေးဖို့နဲ့အချိန်ပိုကြီးပေးဖို့ဆိုတဲ့အချက်တွေအပါအဝင်စုစုပေါင်း14ချက်ကိုတောင်းဆိုထားတာပါဒီနေ့ရှင်မင်းလည်းဝင်နောက်နေ့ရှင်မင်းလည်းဝင်ပဲဒီနေ့ရှင်မင်းလည်းစားရည်လည်းမရှိဘူးမင်းလည်းမစားရဘူးဒီတော့မင်းတို့ ကုမ္ပဏီနဲ့အလုသမားတွေကြဖြစ်ပေါ်နေတဲ့မပြေလည်မှုတွေကိုအစ်စိမ်မြွနဲ့အလုသမားရေးယုံကတာဝန်ရှိသူတွေမနေ့ကစပြီးလာရောက်ညှိနှိုင်းပေးနေပါတယ်သားတို့သမီးတို့ဒီနေ့တောင်းဆိုထားတဲ့အချက်တွေနော်ပြန်ဖတ်ပြမယ်နော်နံပါတ်၁ကလုံသားအားလုံးမှနော်အလုတ်ပြတ်တောက်တဲ့ရက်တွေရှိခဲ့ရင်းနဲ့၎င်းရက်များအတွက်ထိုက်တင်တဲ့လောက်ခကိုသတ်မှတ်ခံစား권ပေးဖို့နော်နံပါတ်၁ချက်နော်နံပါတ်၂ကပြိနေတဲ့ကာလအတွင်းအခါကျင်းငွေလိုချင်တဲ့ ်ဒါလည်းစောစောအချက်နဲ့အတူတူပါပဲနော်နောက်နံပါတ်3ကပိတ်တယ်ဆိုရင်တဲ့ဘယ်ရက်မှာဘယ်ရက်မှာဘယ်ရက်အထိပိတ်မယ်ဆိုတာကိုတဲ့အတိပေးရနဲ့နော်ပိတ်ရက်များအတွက်လောက်ခတ်သတ်မှတ်ပေးရနော်အတူတူပါပဲနော်စောစောအသုံးချက်တည်းနော်နော်အပြည့်မရှိအပြည့်ရှာပြီးတော့အလုံးမထုတ်ွယ်ခြင်းမပြုရနော်ဒါတွေပါတယ်နော်နံပါတ်5ဖြုတ်မယ်ဆိုရင်နဲ့အကုန်ဖြုတ်စီခြင်းတယ်အဲ့ဒါအလုံးနော်ဟုတ်တယ်ဟုတ်တယ် ေးတာတော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းတွေရဲ့စန္ဒပြတောင်းဆိုမှုတွေဟာမြန်မာနိုင်ငံကဆောက်လုပ်ရေးလုပ်သားတွေရဲ့ပထမဆုံးစန္ဒပြတောင်းဆိုမှုဖြစ်ပါတယ်ခင်ဗျာ မ္မဒီမိုကရေစီရဲ့အတွက်နှစ်ပေါင်း20ကာလအတွင်းနိုင်ငံတကာအကူအညီတွေထိရောက်မှုဘယ်လောက်ရှိသလဲဆိုတဲ့ခေါင်းစဉ်နဲ့ထိုင်းမြန်မာနယ်စပ်အခြေစိုက်လူပောင်တလူပောင်တဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးစောကအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့တော် National Endowment for Democracy NED ရုံးမှာရှင်းလင်းပြောကြားခဲ့ပါတယ်။ဦးအောင်မိုးစောကမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးအကူအညီပေးနေတဲ့ NED ရုံးမှာမြန်မာနိုင်ငံဆိုင်ရာဒီမိုကရေစီရဲ့အကူအညီတွေနဲ့ပတ်သက်ပြီးစာတမ်းရေးသားနေသူဖြစ်ပါတယ်။ သူ့အတွေ့အကြုံနဲ့လေးလာတွေ့ရှိချက်တွေကိုမနေ့ကနိုင်ငံတကာအဖွဲ့အစည်းအကူအညီအတော်များများကိုရှင်းလင်းပြောကြားခဲ့တာကိုကျွန်တော်ကတင်ပြပေးပါပါခင်ဗျာ။တိုင်းမြန်မာနယ်စပ်မှာအခြေစိုက်တဲ့လူပောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ရဲ့ပါတီဥက္ကဋ္ဌဦးအောင်မိုးစောဟာအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့မှာရှိတဲ့ NED လို့ခေါ်တဲ့မြန်မာနိုင်ငံဒီမိုကရေစီရေးကိုအကူအညီပေးနေတဲ့အဖွဲ့အစည်းယုံမှာဒီကနေ့ရှင်းလင်းပြောကြားခဲ့ပါတယ်။ဒီနေ့ရှင်းလင်းပြောကြားတဲ့ပွဲကတော့အနှစ်20ကာလအတွင်းမြန်မာဒီမိုကရေစီလှုပ်ရှားမှုအပေါ်မှာ နောက်နိုင်ငံတွေအဖွဲ့အစည်းတွေအစိုးရတွေကအကူအညီပေးနေတဲ့ဟာနဲ့ပတ်သက်ပြီးဘလောက်အတိုင်းအတာထိထိရောက်မှုရှိသလဲဆိုတာကိုအဓိကထားပြီးဒီမိုကရေစီအရေးအတွက်အကူအညီပေးတဲ့အကူအညီတွေဘလောက်အတိုင်းအတာထိထိရောက်သလဲဆိုတာကိုအဓိကထားရှင်းလင်းပြောကြတာဖြစ်ပါတယ်။အဲ့လိုရှင်းလင်းပြောကြတဲ့အထက်မှာ1988ခုနှစ်ကစပြီးတော့ဒီကနေ့လွန်ခဲ့တဲ့ဒီကနေ့အချိန်အထိနောက်နိုင်ငံတွေရဲ့အကူအညီတွေဟာ ထိရောက်မှုရှိတယ်အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေဟာထိရောက်မှုရှိတယ်ဆိုတာကိုအဓိကထားပြောကြားသွားပါတယ်ဒါပေမဲ့တချိန်တည်းမှာလည်းဗမာပြည်မှာဖြစ်ပေါ်နေတဲ့ပြည်ပြင်ပြောင်းလဲမှုတွေကိုအမိလိုက်ပြီးတော့နိုင်ငံတကာအနေနဲ့နေဆက်မှာရှိနေတဲ့အဖွဲ့အစည်းတွေလှုပ်ဆောင်နေကြတာတွေနဲ့ပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေလှုပ်ဆောင်နေကြတာတွေကိုအသေးစားလေးလာသုံးသပ်ပြီးတော့အကူအညီတွေကိုဒီပြည်ညီတဲ့မှာတချိန်တည်းမှာမျက်မျက်တက်တာနဲ့တကယ်စနစ်တကျလေးလာပြီးမှကူညီသွားဖို့ကိုလည်းသူကအချက်လက်နဲ့တော်များများနဲ့ရှင်းလင်းပြောကြားတော်တာကိုတွေ့ရပါတယ် If you look at the situation of workers inside the country နိုင်ငံတကာကမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးအကူအညီတွေပေးရမှာလက်တလော့အထင်ကရပြောင်းလဲမှုအတွက်ကြိုးပမ်းနေကြတဲ့အလို့သမားတွေလူအဖွဲ့အစည်းတွေအထင်ကရအောက်ခြေခေါင်းဆောင်တွေကိုလည်းအာယုံစိုက်ပြီးအကူအညီပေးသင့်ပါတယ် အောက်ခြေလူမှုအဖွဲ့အစည်းတွေနေ့စဉ်ပြောင်းလဲမှုအတွေ့ကြိုးပမ်းနေကြသူတွေဟာဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာအင်အားတွေဖြစ်ကြပါတယ်။ဒါကြောင့်အပြောင်းအလဲတွေဖြစ်ပေါ်အောင်တကယ်တမ်းအနစ်နာခံလုပ်ကင်ကြတဲ့လူမှုအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအနေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီကိုရယူသင့်ပါတယ်။လက်ရှိမြန်မာနိုင်ငံရေးကိုကြည့်ရမယ်ဆိုရင် အစိုးရကြောထောက်နောက်ခံပါတီနဲ့အတိုက်ခံတွေအကြားငွေကြေးနီးပညာလုံနိုင်ကိုင်းနိုင်စွမ်းအားအင်အားချိန်ဝင်ရှာမညီမျှတာကို တွေ့ရပါတယ်။တစ်ချိန်တည်းမှာလည်းလာမယ့်2015ရွေးကောက်ပွဲဟာမြမနိုင်ငံရေးရဲ့အလှည့်အပြောင်းကာလလို့ပြောလို့ရတာကြောင့်အတိုက်ခံအင်အားကောင်းပြီးအနိုင်ရဖို့အတွက်နိုင်ငံတကာဒီမိုကရေစီအသွင်ကူးပြောင်းရေးအကူအညီတွေဟာအတိုက်ခံပါတီတွေလုံနိုင်ကိုင်းနိုင်စွမ်းအားမြင့်လာအောင်အားပေးကူညီသင့်ပါတယ်။ ထိုင်းမြန်မာနယ်စပ်အခြေစိုက်နိုင်ငံရေးပါတီအဖွဲ့အစည်းတွေဟာမြန်မာနိုင်ငံရေးမှာဆက်လက်ပြီးဆက်ဆက်ရှိနေမှာဖြစ်ပါတယ်။ဒီနေ့အချိန်မှာအဲ့ဒီအဖွဲ့အစည်းတွေရဲ့ယက်တီမှုပုံသဏ္ဍာန်ပြောင်းလဲလာတာကိုလည်းသတိထားကြရမှာဖြစ်ပါတယ်။ဖြစ်နိုင်ခြေရှိတာကပြည်တွင်းအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကြားမှာရာဂံပေါင်းကူသရအဖြစ်ယက်တီရမယ့်အခြေအနေက ပိုပြီးအလေးတာနေပါတယ်ဗျာ Donor involvement in a place like Burma and making sure we don't compare to the wrong country in the wrong နိုင်ငံကကအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေဟာလက်ရှိမြန်မာနိုင်ငံကအပြောင်းလဲတွေနဲ့ပတ်သက်ပြီးသုံးသပ်တာတွေလွဲနေတာတွေ့ရပါတယ်။ဆရာနာရှင်လက်အောက်ကနေဒီမိုကရေစီအသွင်ကူးပြောင်းရေးလို့ပြောလိုက်တာနဲ့အင်ဒိုနီးရှားနိုင်ငံကအပြောင်းလဲလို့ထိုင်ဝမ်ကအပြောင်းလဲလို့တောင်ကိုရီးယားကအပြောင်းလဲပုံစံလိုအလျင်စလိုကောက်ချက်ချတာတွေတွေ့နေရပါတယ်။တကယ်တော့မြန်မာနိုင်ငံကအပြောင်းလဲဟာတခြားနိုင်ငံကပုံစံတွေနဲ့နှိုင်းယှဉ်ပြောဖို့ခက်ပါတယ်။ မြန်မာနိုင်ငံကအပြောင်းလဲတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာကသုံးသပ်ကြရမှာမစင်မချင်းအကောင်းမြင်လွန်းတယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောခဲ့မှုပါတယ်။လက်ရှိအခြေအနေကိုအသေးချာသုံးသပ်ပြီးမှဘယ်သူတွေကိုကူညီသင့်တယ်ဘယ်လိုပုံစံမျိုးကူညီသင့်တယ် အပြောင်းအလဲဖြစ်စဉ်တိုင်းမှာအဓိကအရေးကြီးတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကဘယ်သူတွေလဲစသဖြင့်အသေးအချာလေ့လာဖို့လိုအပ်ပါတယ်အကူအညီတွေပေးရမှာအထူးသတိထားပြီးလေ့လာပြီးမှသာပေးသင့်ပါတယ်တချို့အဖွဲ့အစည်းတွေအနေနဲ့အလောကြီးပြီးအကောင့်ထဲပေါ်ခဲ့ကြတဲ့အတွေ့အမှားမှားအယွင်းယွင်းဖြစ်ပြီးလုပ်ငန်းတွေအချိန်မတန်ပဲပြန်ရုပ်သိမ်းခဲ့ရတာတွေကိုလည်းကျွန်တော်တို့ကြားပူးပါတယ်တကယ်တော့မြန်မာနိုင်ငံဟာအခုလိုလမ်းပွင့်လာတာမကြသေးတာကြောင့်နိုင်ငံတကာအကူအညီပေးတဲ့အဖွဲ့တွေဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအသေးစိတ်တည်တင်တည်ထိုက်တာတွေမတိကြတာကအများပါပဲ။လက်တွေ့ပြဿနာတစ်ခုကမြန်မာနိုင်ငံကလူမှုအဖွဲ့အစည်းတွေဆိုတာကအိန္ဒိချင်းထိုင်းနိုင်ငံမှလိုခိုင်ခိုင်မာမာအဖွဲ့အစည်းအနေနဲ့တည်ဆောက်ပြီးလေပတ်နေတာမျိုးကအင်ပတန်ရှားနေပါသေးတယ်။လူမှုအဖွဲ့အစည်းတွေစတင်လှုပ်ရှားတက်ဝင်တဲ့ပနားမအဆင့်မှာပဲရှိပါသေးတယ်။လွန်ခဲ့တဲ့အနှစ်20ကျော်ကျွန်တော်တို့ပြန်ကြည့်ရင်ဒီအုပ်ချုပ်တဲ့ပုံစံတွေအနေနဲ့လည်းပဲအတိုက်အခံတွေကပြတ်ရှင်းတာပဲလေ။ ော့နှီးပေါင်းစုံသုံးပြီးတော့အပြတ်ဒီအတန်တွေပျောက်ဖို့စူးစားခဲ့တယ်မပျောက်ဘူးကနေ့အထိခိုင်ရမှာရှိနေတယ်ကနေ့အထိခိုင်ရမှာရှိနေတဲ့အပြင်နောက်တစ်ဆင့်အောင်ပဲပေါ့နော်ဟိုအထဲမှာပွင့်လဲနိုင်တဲ့အခြေအနေတွေကိုတွန်းဖို့အဆင့်ထိတော့ ready ဖြစ်နေတဲ့အခြေအနေရှိတယ်အဲ့ဒါတွေကဘာပဲပြောပြောဒီနိုင်ငံတကာရဲ့အကူအညီဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နိုင်ငံတကာရဲ့အကူအညီတွေကြောင့်နိုင်ငံတကာအကူအညီဆိုတဲ့နေရာမှာငွေကြေးတဲ့မဟုတ်ပါဘူး ့နိုင်ငံရေးအရစိတ်ဓာတ်ရေးရာအရနော်ဘနောက်ဗမာပြည် issue ကိုနိုင်ငံတကာမှာအာဇနာမှာပေါအောင်ဒီဇိုင်းမှတ်မှဆောင်ရွက်ခဲ့တာတွေကအစဒါတွေကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံတကာရဲ့အခမ်းကဏ္ဍဟာအရေးကြီးတဲ့အခမ်းကဏ္ဍပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် DBNS ပါတီရဲ့ဥက္ကရာဦးအောင်မိုးစောရဲ့ဘွဲကို NED အဖွဲ့ရဲ့အာရှရေးရာအကြီးအကဲ Brian Joseph အပြင်တယောက်တည်းတဲ့ဧည့်သည်တွေထဲမှာအမေရိကန်နိုင်ငံသားဌာနကဧည့်သည်တွေ IRI လိုမျိုးအကူဗမာပြည်ကိုအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေအပြင်တခြား NGO အတော်များများနဲ့အဖွဲ့အစည်းတော်တော်များများကကိုယ်စားလှယ်တွေတက်ရောက်တာကိုတွေ့ရပါတယ်ခင်ဗျာပြည်ရင်းလူမှုအဖွဲ့အစည်းများလူမှုရေးလုပ်ငန်းလှုပ်ဆောင်နိုင်မှုအခြေအနေနဲ့ အခွင့်အလမ်းများကိုဆန့်စစ်ခြင်းဆိုတဲ့အစီရင်ခံစာတစ်စောင်ကိုဖွံ့ဖြိုးရေးမှန်တိုင်အဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။အစီရင်ခံစာထုတ်ပြန်တဲ့အခမ်းအနားကိုရန်ကုန် Central Hotel မှာမနေ့ကပြုလုပ်ခဲ့ပါတယ်။ကျွန်တော် RFA သတင်းတောက်ကိုထွန်းလုံးကဆက်ပြီးတင်ပြပေးပါလိမ့်မယ်ခင်ဗျာ။မြန်မာနိုင်ငံမှာရှိတဲ့လုံမိုးချေပြုတ်ဖွဲ့သည် CS ဆိုတဲ့ NGO တွေရဲ့လုံဆောင်နိုင်မှုနဲ့အခွင့်အလမ်းများဆိုင်ရာအစီရင်ခံစာထုတ်ပြန်တဲ့ခန္ဓာကိုဖွံ့ဖြိုးရေးမှန်တိုင်အဖွဲ့ကဦးဆောင်ပြီးရန်ကုန်မြို့ Central Hotel မှာဇွန်လ28ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ကြီးမားလို့မလုပ်ကြဘူး။ ရတယ်တင်တာတွေတွေ့ရတယ်ခီးတွေဝေရတယ်အဲ့ဒါတွေကြီးနေတယ်အင်ဂျီယိုလုပ်ပါဒါပဲလုပ်တယ်လူလူနဲ့နှိစက်တယ်ပြည်သူနဲ့နှိစက်တယ်ဒါကြောင့်မို့တာလုပ်တယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါတွေမရအောင်ဒီအစဉ်ခံစားအတွက်2012ခုနှစ်အောက်တိုဘာလနိုဝင်ဘာလဒီဇင်ဘာလတွေမှာပြည်တွင်းခြေဆိုင် CSO နဲ့ NGO တွေရဲ့လှုပ်ဆောင်မှုတွေကို သုတေသနပြုလေ့လာခဲ့တာဖြစ်ပါတယ်။ဒီခဏကိုပြည်တွင်းခြေဆိုင် NGO တွေပါဝင်88မျိုးဆက်ចောင်းသားအဖွဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်နိုင်ငံရေးပါတီကလူတွေစုစုပေါင်း100ခန့်တက်ရောက်ခဲ့ပါတယ်မင်းငယ်မှာလုတ်ကြိုင်နေရရှိတယ်ပေါ့နော်ပြည်တွင်းလူမှုအဖွဲ့အစည်းတွေလူမှုရေးလုပ်ငန်းများလှုပ်ဆောင်နေတဲ့အခြေအနေနဲ့ဖွင့်လှစ်နေစစ်ချေးစုပြုလုပ်တာလုပ်ခဲ့တာပေါ့နော်အဓိကတော့ဒီ NGO လုပ်ငန်းမှာလုပ်တဲ့လူတွေဟိုဟာပေါ့လေဘယ်လောက်လုတ်ကြိုင်နေတယ်ပေါ့ဘယ်လောက်အခြေအနေဖေးတယ်လဲပေါ့နော် space နဲ့ opportunity အဓိကဖြစ်ချင်တာ အဲ့ဒီတူတူတူလုပ်ခဲ့တာ2017ခုနှစ်ဟိုအောက်တိုဘာလမှာဒီစမှာဖွံ့ဖြိုးရေးမှန်တိုင်းအဖွဲ့က CSO နဲ့ NGO တွေနဲ့ပတ်သက်ပြီးအခုလိုလှုပ်တာဟာတတိယအကြိမ်မြောက်ဖြစ်ပြီးအခုအခါမှာတော့ NGO တွေရဲ့ပြောင်းလဲတဲ့ချက်တွေကိုအဓိကထားဆွေးနွေးခဲ့ပြီးတက်ရောက်သူတွေကလည်းအပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။မြန်မာနိုင်ငံရဲ့ CSO တွေကိုနိုင်ငံတကာမှာ NGO CSO လုပ်နေတဲ့ NGO တွေကကျွန်တော်တို့ကိုခိုင်းစားဖို့ ကျုံးလာမှာမှာလည်းရှိပါတယ်။ဒါဘာဖြစ်ကြတာတော့မှာလဲကျွန်တော်တို့ကြုံခဲ့ဘူးပါ။ကျွန်တော်တို့ဒီတွင်ဟာ NGO တွေကိုအခက်ခဲဖြစ်လာတဲ့အခြေအနေမှာအစ်စ်ခံဒုက္ခတဲ့အခြေအနေမျိုးတွေကိုကြုံရပါတယ်။တကယ်လက်တွေ့အကျိုးမြတ်တွေလည်းတကယ်လက်တွေ့လွတ်ဆောင်အောင်ဘာတွေကို NGO တွေကယူသွားတာဖြစ်ပြီးလည်းရှိခဲ့ပါတယ်။အဲကြောင့်မို့ကျွန်တော်တို့ဘက်ကအရေးချင်းပြည့်တင်ပြီးပုံလေးမြင်တာဟုတ်တယ်။တောင်းရင်ယူဖို့နဲ့ NGO တွေကိုဆောင်ရွက်တဲ့နယ်လို့ကျွန်တော်အကြံပေးချင်ပါတယ်။အခမ်းအနားမှာ NGO တွေနဲ့ပတ်သက်ပြီးလွှတ်တော်မှာအိုးတွေပြဋ္ဌာန်းမှုအတွက်လည်းဝိုင်းဝန်းဆွေးနွေးခဲ့သလိုလွှတ်တော်ရေးရာကော်မတီတွေနဲ့လည်းဆက်ဆက်လုပ်ကိုင်မှုအတွက်အကြံပေးသူတွေလည်းရှိပါတယ်။ဒီပွဲကိုတက်ရောက်ခဲ့တဲ့88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုကိုကြီးကလည်းအိုးတွေပြဋ္ဌာန်းရေးအတွက်အခုလိုပွဲတွေကြဲကြဲပြန့်ပြန့်ဖြစ်ဖို့နဲ့ပတ်သက်ပြီး ဒါကတော့ဘယ်လိုလုပ်ရမလဲဆိုတော့ပြန်ရတော့မယ်ဆိုရင်တက်ဆိုင်ရာနယ်ပယ်အသေးဆုံးကတကယ်လုပ်နေတဲ့သူတွေတော့ဘာသာရေးဆိုင်ရာကြွကျင်တဲ့သူတွေဆွေးနွေးတဲ့ဆွေးနွေးပွဲတွေအရေးကြီးတယ်ဆိုတော့အဲ့ဒါတွေကဒီတဲ့ပူချက်တမ်းမှုလည်းလို့ဘာလို့ရှိရင်တွေ့တော့ဥပဒေပေါ်ဆောင်ရမယ်သူတွေ law enforcement လုပ်ရမယ်သူတွေကသူတို့ကဥပဒေကိုရေးဆွဲတယ်ဒီတော့တော်တော်များများအများစုကခုနပြောတဲ့ဒေသတရားနဲ့ပတ်သက်လို့ဒါအနာနာလေးလာတဲ့ဘက်မျိုးပဲနဲ့ အတည်ပြုလိုက်တယ်ဆိုတော့ဒါကိုလက်တွေ့ဒီဦးတွေတက်ရောက်မှုရှိတဲ့သူတွေကအရန်ခက်တယ်လို့ပြောခိုင်းရတယ်ဆိုတော့အဲ့တော့တကယ်လုံနေတဲ့သူတွေပြောကျင်တဲ့သူတွေအခက်ခဏတာတွေရေးကြည့်တယ်ဘွဲမျိုးတွေလည်းတကယ်ကျင်တဲ့နတ်ဘုလုံးတွေဖွံ့ဖြိုးရေးမှန်တိုင်းဘွဲဟာပြည်တွင်းအခြေစိုက် CSO နဲ့ NGO တွေပူးပေါင်းထူထောင်ထားတာဖြစ်ပြီးနောက်ထပ်တွေးရှိတဲ့သုတေသနပြုချက်တွေနဲ့ပတ်သက်ပြီးထပ်မံထုတ်ပြန်သွားအောင်မှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ အခုဆက်ပြီးကရင်တိုင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကရင်ဒုက္ခသည်စခန်းတွေမှာရင်ဆိုင်နေရတဲ့ပညာရေးအခက်အခဲတွေအကြောင်းမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်ခင်ဗျာ။ဒေါ်ဘဝဲကမလဘကွာရဖို့ခဲလက်သေး RFA ဝဒဂလူဒူအကွဲဟူဖလာဒေါ်ဝဲအီမီ RFA ကညောအကွဲဟူဖလာနေလို့ ဆွဲထမ်းပြီးတဲ့ကိုဟောဘာသာလက်တပ်ပြပတင်ကျိုးလက်မယ်ဝီကတိတပ်ကိုထားကျွန်းနေအာအထိပါလက်တပ်ကြီးကောတုတ်တွေ့နေတာခုကျိုးတရမောကျိုးတရပလကတောင်းမှာကျိုးတရတော့ပါတော့ကွာရကေတနည်းညာဤလက်ကြီးရလာပါအတော့ဘူးနေဘွယ်ကျိုးတရတိဖာကျိုးခုလဖာတော့ဘွယ်ဒီပေါ်မှာတကောတဖာတော့မူပါပပခုတော့ပတာတော့အာဘလောကီလိုကောတာကျိုးတဲ့ကောတော့လက်တပ်လို့ပါအဖို့ခု နော်နော်လို့ပွားပြီးတကူပေါ့ကတဲဘောကိုနဲ့ဒီဘလုံးမပတ်တဲ့ခါချော့ခွဲတော့ပွဲလို့တကူပေါ့ကတဲတနော်တော့နော်နော်မတကူကြတော့ပွားကိုနဲ့ပတိပါကြတဲ့ဘဒိုနီမကကျောတရဖန်းနေတော့ကတမီယာနဲ့ဘဒိုနီမကကျောတရလားတနော်တရဂျူနီယာခလေးကျောပေါ်လားအပလို့တဲ့ဖာအဝဲဝတော့အဲ့လို့တေးဘွာလဲအဝဲတကမှကြည့်ပါမောလို့ပြောတဲ့မိညာင်းနေဒီပါကလည်းခက်ခဲနေပြီကျောတရနော်ဒီပွဲဒီ KRC ပပနော်နဲ့ပွာတော့ သူတို့ကခက်လို့ဝရကခုစီဘောရကကြိုလီမောခဲဘောရကျိုးဒါကျိုးဖို့ခက်လို့ဝရတကထိုးကြီးရေကြရတော့လက်ရှိခွေးကအဲ့နဲ့တမီတက်လို့တည်တယ်ပါကျိုးဖို့ခဲအားတော့ဝဲဥဒီမောတနနဟကီတူတော်ဝဒီမောကျိုးဖို့လို့လီကျတော့တယ်ကျိုးဖို့မငါဖဲနီကတင်နေဟိုတကထိုးနွိကြီးရဘလက်မသိညာတကထိုးနွိကြီးရဘလက်ဘာဒါကကျိုးဖို့တော့တာတို့ကျိုးဖို့ကြည်လာတော့ကျင်း အခုဘလို့ဒါတနော်ဒူဘာကတဲလဲဖမလို့လတာကလပ်ပတိပါလည်းမလို့ယူကြောဟောတာဂတ်မီယန်နဲ့ကေအမောပါတနော်ဘာကတဲလဲဟာရောအိုမဟာရောမကလည်းတက်ကလေးချုပ်ဖို့တနော်ဟာရောမလည်းတဲ့ဖို့ခေအိုမတချောထွဲကျူတရာတနီညာရင်နဲ့မလတက်ကလေးပေါကိုတော့တောက်တောက်တာဖောက်ခွနဲ့ပတိပါလည်းကယ်ရစီမီကေတော့ပွာလာချောထွဲပါ ခေါတိကတူပူလာမေရာမိန်ဒွန်နာနေအဇောနေအဝဲတက်ပြဝလာတရတက်ကလေဖခုနေတဲနကိဝလာဝဲကြောင့်ပကဒဲလာအဝဲအဘဂျက်အိုဘာဖဆနာကိနေတမိညာနေကလချော့ချော့ဖဲဘာဟီဟီဘာကျောတရတိဖာခုနေအဝဲကျောတရတိတဖာနေခီဟီဝဲပူဝဲဒီပူဝဲလနီအကတော့မဒီရက်ကဘာချုံမကထောက်ပါတူလခုပေါတရေတကန်မခုကီယာဒီဘန်နီကီယာဘွချီပေါ်တာ ပမဲချိုမော်လာဒီလာချာလဲအမေတကပောက်ဒီတကပတာအိုတာဟာဒူနေအာတီကောဘတာတီကောတာအိုတာဖောက်ခုပါစစ်ကောတော့တာအိုတာခိုင်းနေတယ်လော်တော့နေပေါ်အိုနေပေါ်ကူလာတော့နော်မတိပါလဲလာလဲဖဲဤတော့တာအိုတာချုပ်တော့ခဲဤတာဖွေတာကိထောက်ဖောက်ခုနေကျိုးတရာပေါ်မှာတော့တော့ပါကိုတာတော့ပေါ်လို့တာကပောက်ဒီကြော်လောဝဲတဲ့နေမော်လက်အကမတော့လုံးတာကပောက်ဒီနေ ဝနဘလောဘတပွားရပမထုတော်ရကြတာနိလအပုပေတိတဖနဲ့ပတကပောက်ကိုပြဲပတော့နေကြလောက်ကြဲဒီညတွေ့ RFA ရုံမြင့်တန်းကြအစီအစဉ်တွေလည်းဒီမှာတင်ပြီးဆုံးပါပြီကြီးစုကြတဲ့ပြည်သက်တွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေခင်ဗျာ